နကူးခွေရင်တရဏဂုံပြတ်တလားမင်္ဂလာပါနကူးခွေရင်တရဏဂုံပြတ်တလားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဆိုရည်တင်ပြပေးပါမယ်။အာကျွန်မရှိရကရွှေပုံနာကိုရောက်ဖြစ်တယ်။ကျွန်မတို့ပြင်းမြို့တစ်ဖက်ကရွှေပုံနာမှုနေစီရောမျက်ကြည့်ပေါ့နော်။အဲ့ဒီမှာကမမများစိမ့်တိုက်ရှိတယ်။ သူတို့အမတော်လို့ခေါ်ကြတာပေါ့နော်အဲရွှေပုံသားကိုသွားလိုက်တာနဲ့အိုက်ဖျားရင်မြင်မှာမမြစိမ့်နဲ့နဲ့ဆိုပြီးအမသူ့ကိုပေါ်ဝါရီဖက်နဲ့တွေဆက်သားကြတာဒန်းနေလွှဲကြတာအများကြီးရှိတယ်ပေါ့ကွယ်အဲကျမတော်ကိုတွေ့ခဲ့တယ်အမနဲ့ကိုယ်ကယုံကြည်မှုတွေဘိုးတော်ဘွားတော်အာအဘဘိုးမင်းခေါင်းတို့အမတော်များနန်းတွေတို့နော်အမတော်မမြစိမ့်ဆိုပြီးတော့အဘတော်အမတော်ကိုယ်ခွဲချမှုတွေတွေ့ရတယ်ပေါ့ဆိုတော့အာဒီနေရာမှာအမြဲတမ်းပြည်သူတွေကြားမှာကျမတို့ဗုဒ္ဓဘာသာဝင်တွေကြားထဲမှာပြောဆိုတဲ့စကားလေးကနှစ်ကိုယ်ခွဲရင်တရတဲ့ငုံပြတ်တက်လား ဒီ net တွေတက်တွေဘူးတော့ဘားတော်တွေကိုအားကိုယုံကြည်ရဟူ၍ကိုယ်ွယ်စည်းကမ်းမိရင်တရဏဂုံပြပါတယ်။သို့တော့အားကိုယုံကြည်ရမဟုတ်ဘဲနဲ့ပူဇော်ပါပယုံတက်တက်ဆိုရင်တော့ကုသိုလ်ဖြစ်ပါတယ်။ကျမတို့မှာကဘုရားတရားတန်ခါယရနာ၃ပါးဒေတာစက်မှန်တော့အားကိုယုံကြည်ရအဲ့ဒီယုံကြည်ရအားကိုရထက်ပို့ပြီး net တွေတက်တွေဘူးတော်တွေဘားတော်တွေကိုယုံကြည်ကိုယ်ွယ်စည်းကမ်းမိရင်တရဏဂုံပြတယ်။သို့တော့ပေကံလူတန်းစွန့်ကြဲတဲ့အခါမှာ ဒါနကုလိုမြောက်တယ်။ဥပမာ ကျမတို့ကကိုယ့်ရဲ့အိမ်ကိုကိုယ်နဲ့အတိမိတ်ဆွေတယောက်အိမ်လေလာတဲ့အခါမှာကျမတို့ကအိမ်မှာရှိတဲ့လက်ဖက်လက်ဖက်ရည်လေးတွေလက်ဖက်တုပ်လေးတွေအာပဲချမ်းလေးတွေနဲ့ဧကန်တွေ့မွေးကြတယ်။ဒါကျမတို့ရဲ့ပေးကမ်းခြင်းနဲ့စေတနာ။ဒါပေမဲ့အဲ့ဒီအထဲထဲမှာမှကိုယ်အင်မတန်မှလေးစားရတဲ့လူပုဂ္ဂိုလ်တယောက်ကိုယ်အင်မတန်မှချစ်ခင်ရတဲ့လူပုဂ္ဂိုလ်အိမ်လေလာတယ်ဆိုရင်မရှိရှိတဲ့ဟင်းကောင်း နေကိုချက်ပြီးတော့အိမ်မှာကိုကပုံမှန်ငပိရင်နဲ့စားရဲဆိုရင်ကိုလေးစားရတဲ့ကိုချစ်ခင်ရတဲ့ဧည့်သည်လာတဲ့အခါမှာစက်တာဝက်တာချက်ပြီးတော့ကျွေးမွေးလှူဒန်းကြတယ်။အဲဒီပေးကင်းကျင်တဲ့စိတ်ကျွေးမွေးကျင်တဲ့စိတ်ကလည်းကုတုဌာနဖြစ်တယ်။အဲ့ဒီလိုပဲတာမန်လူပုဂ္ဂိုလ်တောင်ကိုချစ်ရတဲ့ခင်ရတဲ့လူကိုတာမန်ထပ်ပို့ပြီးကျွေးကျင်မွေးကျင်လှူဒန်းပေးကင်းကျင်တဲ့စေတနာရှိရင်အဲ့ဒီလူရဲ့စိတ်ထဲမှာเนาะဒီ ဓာတ်တို့လက်တို့ဘိုးတော်တို့ဘွားတော်တို့ကိုသူတို့ချစ်တဲ့ယုံကြည်တဲ့စိတ်ကြောင့်ကိုးကွယ်စည်းကပ်ခြင်းမဟုတ်ပဲပေးကမ်းစွန့်ခဲပေးကမ်းစွန့်ခြင်းလှူဒါန်းတဲ့အခါမှာဒါနကုသိုလ်မြောက်တယ်။ဒါပေမဲ့တခုရှိတာကအခုအများသူကပြောကြတယ်။ထွက်ရပေါက်ဖို့ကိုထွက်ရပေါက်ဆိုတာကလူဘဝကနေပြီးတော့နတ်ပြည်ကိုနတ်ဘုံကိုကူးသွားတာလားနတ်ပြည်ခြောက်တက်လားဗမာဘုံ20လား။အဲ့ဒီလိုမျိုးမှုတ်ပန်းနေ ့30တဘုံမှာကျင်လည်ပြီးတော့เนาะ30ဘုံမှာကျင်လည်တယ်ကျမတို့လက်ဘုံလည်းမဟုတ်ပြမဘုံလည်းမဟုတ်လူဘုံလည်းမဟုတ်အပယ်လေးဘုံလည်းမဟုတ်ဖြစ်နေ30တဘုံကိုလွန်ဆန်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားနိုင်တဲ့ဆိုတဲ့အတွေးနဲ့ကိုယ်ပွင့်ယုံကြည်တဲ့အခါအပြည့်ဖြစ်တယ်။ဘာကြောင့်လဲနိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်တော့ယဟန်တော်မဟုတ်တော့ပုဂ္ဂိုလ်ကိုယဟန်နာအဖြစ်နဲ့ကိုယ်ပွင့်စိတ်ကတ်တဲ့အတွက်အပြည့်ဖြစ်တာပါ။တမန်နာမဟုတ်တဲ့ပုဂ္ဂိုလ်ကိုတမန်နာအဖြစ်နဲ့ကိုယ်ပွင့်ယုံကြည်မိတဲ့အခါလည်းအပြည့်ဖြစ်ပါတယ်။ဆိုတော့ကိုယ်ွယ်ယုံကြည်မှု စည်းကပ်ပူဇော်မှုတွေမှန်ကန်မှုလို့တယ်ဒါနကုတုကတော့เนาะမိသူကိုပဲကျွေးမွေးလှူဒန်းပါစေကုတုရရင်ဟင်အာကျွန်မတို့ရှင်နေ့တိုင်းခွေးလေးတွေအစာကျွေးရเนาะခွေးကိုအစာကျွေးရရိုးရိုးချစ်ကလန်စံကျွေးရမဟုတ်ဘူးเนาะတေးသေးချာချာထမင်းတေးချာချက်ပြီးတော့ဟင်းကိုလည်းတေးချာစားနဲ့စနွင်းနဲ့တေးချာနေဖတ်ပြီးတော့နေ့တိုင်းမနက်ခင်းဆိုရင်ကြက်ရိုးငါးကောင်ဝက်ရိုးအစင်ပြေတာတစ်ခုခုညနေဆိုလို့ရှင်အမဲဟုပြောအဲ့ဒါကျွန်မနေ့တိုင်းကျွေးရ ပေးကမ်းစွန့်ကျဲလှူဒန်းတဲ့အခါမှာမိသူကိုပဲကျွေးမွေးပါစေကုသိုလ်ရတယ်။ဒါအပြင်ကျွန်မနှိမ့်တိုင်းစဘာတွဲလေးတွေဝယ်ပြီးစိုင်းလေးညှင်းလေးအစာကျွေးတယ်။ဒါပေမဲ့ကိုကျွေးလိုက်တဲ့ပုပ်ကိုတတ်တော်ကတိလတမာတိပြေစုံတဲ့လူဆိုရင် ကို့မှာပို့ပြီးကုသိုလ်ဖြစ်တယ်။အကျိုးပေးမြန်တယ်။ကိုပေးကမ်းစွန့်ကျဲပြီးတော့ကျွေးမွေးလိုက်တဲ့အဟိတလိမ့်ဆန်လေးတွေခွေးကလေးတွေငှက်လေးတွေကသူတို့မှာကောင်းမှုကုသိုလ်မရှိတဲ့အတွက်ကို့မှာအငင်းငယ်ပဲအကျိုးဖြစ်ထွန်းတယ်။ ဘာနဲ့လူလဲလို့မင်းရင်ကျမတို့ကဒါနမျိုးစေ့ကိုစိုက်ပြုတ်လိုက်တယ်ဒါနမျိုးစေ့ကျမတို့မျိုးစေ့ကအသေးအပင်မှန်ကလာပင်ပိနေပင်ကျမတို့အပင်တပင်စိုက်လိုက်တယ်ဒါပေမဲ့ကျမတို့စိုက်လိုက်တဲ့မြေကမြေစီမြေဩဇာကောင်းရင်ဒီမကလာပင်တီဒီသေးအပင်တီဒီပိနေပင်တီအတီးကြီးအများကြီးတီးတယ်ဒါပေမဲ့ကိုစိုက်လိုက်တဲ့အပင်မှာမြေစီမြောစာမကောင်းမဲနဲ့ကြောက်စလစ်ခဲမြေ၊ဂုံမြေဖြစ်နေတယ်ဆိုရင်အတိနည်းနည်းလေးပဲတည်တယ် အဲ့ဒီလိုပဲကိုကအလူဒါနာပြုတ်လိုက်တယ်ကျမတို့ပြုတ်လိုက်တဲ့အလူဒါနာကနော်အဟိတလေးဆန်လေးတွေဖြစ်နေမယ်လူပုပ်ကိုဆိုရင်တော့တိလသမာတိမရှိတဲ့ပုပ်ကိုကံငါးပါးကိုမလုံးချုံတဲ့ပုပ်ကိုကိုတူတန်းမိတဲ့အခါမှာနော်ဂုံမေမှာစိုက်ပြိုးတော့တီးပင်ကဲ့သို့အတီးနေနေပဲတည်ကိုလူတန်းပလိုက်တဲ့ပုံကကအခုနဲ့တို့ဓာတ်တို့ဘိုးတော်တို့ဘားတော်တို့စသည်ဖြင့်ပေါ့နော်ကိုကိုွယ်တဲ့လူတွေလူတန်းလိုက်တဲ့ယဟန်တန်ငါတွေကိုလူတန်းလိုက်တဲ့လူတန်းလိုက်တဲ့အခါ ကောင်းသောနေရာမြေနေစီမြေဩဇာကောင်းသောမြေမှာ စိုက်ပြီးရဲ့တိပင်ကဲ့သို့အသေးအများကြီးသိတယ်ကျမတို့နေ့အတိုင်းဖျားရှိခိုးတဲ့ခါမှာအနုဒရံပုံရခက်တန်လောကတာနော်တန်ခါခုံနော်တီးနံမြေစိုက်ပျိုးဖို့အတွက်အကောင်းဆုံးလေယာဉ်မြေနဲ့တူသောတန်ခါတော်အရှင်သူမြတ် ဆိုပြီးတော့တန်ခါကြီးရဟန်းတန်ခါကြီးလူတန်းတဲ့ခါမှာပို့ပြီးတော့ကုသရပါတယ်ဒါဆိုရင်ခွေးတွေအကြောင်းကိုအစာမကျွရတော့ဘူးလားမဟုတ်ပါဘူး ကိုစိုက်လိုက်တဲ့မြေကမြေစီမြေဩဇာမကောင်းမဲနဲ့ဂုံဝမြေဖြစ်နေမယ်ကြောက်စလစ်ခဲမြေဖြစ်နေမယ်ဆိုရင်တော့အဲ့ဒီမြေမှာကျမတို့ကဓာတ်မြေဩဇာလေးကျွေးလိုက်လို့ရှိရင်အတိတိနိုင်တယ်မီးရတော့မကောင်းဘူးကြောက်စလက်ခဲ့မိဒါပေမဲ့ကျမတို့ဓမ္မီဩဇာကျွေးရမယ်ဓမ္မီဩဇာကဘာလဲဆိုတော့မိမိရဲ့ပေးခဲ့ခြင်းနဲ့စိတ်စေတနာ ိုယ့်ရဲ့စိတ်တည်ကိုယ့်ရဲ့စေတနာကအမှန်ကန်ဖြူစင်မယ်ဆိုရင်ဒီတလိဆိုင်လေးတွေကျွန်မနေ့အခွေးလေးတွေအစာကျွေးတဲ့ကြောင်လေးတွေငှက်ကလေးတွေပေါ်မှာထားရှိရဲ့ကိုယ့်ရဲ့စေတနာကစိတ်မှန်နဲ့စိတ်ထားဖြူစင်နေဆိုရင်ငေဩဇာငေစည်းမေဩဇာမကောင်းမိမယ်ဓာတ်မီဩဇာကျွေးလိုက်တဲ့အတွက်ဒီတီးပင်ကအသီးတွေအများကြီးတည်နိုင်တယ်အဲ့ဒီလိုပဲကိုကတော့မေစီမေရောစာကောင်းတဲ့မြေကောင်းလေယာကောင်းမှာစိုက်ပျိုးတာမှန်ပေမဲ့ အဲ့ဒီစိုက်ပျိုးမှုမှာမျိုးစီမျိုးရသာမလောင်းလွဲနဲ့တိနံဖြက်ပိုးတွေဝင်ရောက်ပြည့်ရဆိုရင်ဒီအပင်ကအသိမဖြစ်ထုံးပါဘူးအဲ့ဒီတိနံဖြက်ပိုးကဘာနဲ့တူတဲဆိုရှင်တချို့တွေကအလူတန်းကုတို့တွေလှူရမ်းကြပေမဲ့เนาะစိတ်ထားမထားတတ်တဲ့အခါကျတော့ကုတို့တပည့်ငရဲတပိတ်သာဖြစ်သွားတတ်တယ်ဒါကြောင့်မို့လို့ညီတိပုဂ္ဂိုလ်ပဲပေကန်းစွန့်ခြင်းလှူဒန်းပါစေဒါနာကုသိုလ်မြောက်တဲ့ ိုယ့်ရဲ့ပေးကမ်းမှုစွန့်ကြမ်းမှုလှူဒန်းမှုမှာစစ်မှန်နေသည့်မြေစီမြောစာနဲ့တူတဲ့အတွက်ဒါနာမျိုးစိတ်စိုက်ပျိုးမှုမှာကိုယ့်အတွက်ကုသိုလ်အကျိုးပေးပါတယ်ကျွန်တော်တည့်ရပင်ဆိုင်တဲ့လူတည့်ရသည်စားရတယ်ပိန်းနေပင်ဆိုင်တဲ့လူပိန်းနေသည်စားရတယ်ချိုးမြင်းတဲ့အရာသာကျမတို့ရှားတယ်ဒါကြောင့်မလို့နှက်ကိုးွယ်တဲ့အခါမှာလေနော်တမန်နာမှုတဲ့ပုံကိုယ်လေးဘိုးတော်ဘွားတော်လေးနော်သုံးတဲ့တဘုံမှာလုံးဆန်ပြီး30ပုံကိုကြော်လွန်ပြီးတခြားပုံပွားကိုရောက်နေတယ်လို့ယုံကြည်မိတယ်ဆိုရင်အပြစ်ဖြစ်ပါရဲ့ အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့နော်ပေကင်းစွန်ကျဲလှူဒန်းခြင်းတဲ့စိတ်ကြီးညိုတဲ့စိတ်လေးစားတဲ့စိတ်ချစ်ခင်တဲ့စိတ်ကြောင့်ပေကင်းစွန်ကျဲလှူဒန်းခြင်းသည်ကိုယ်အတွက်စစ်မှန်သောဒါနဖြစ်တယ်ဆိုရင်တော့အကျိုးကျေးဇူးများပါတယ်လို့ထင်ရှားကြပါတယ်